မြတ်စွာဘုရားဝိချတဲ့ဤပေးထားတာကျမ်းမာရေးအတွက်ဝိချတဲ့ဤလေးမှတ်သားထားခြင်းတော့ကောသရမင်းကြီးဝိချတဲ့ဤဟာမြတ်စွာဘုရားသုံးသင်ပြတာဆေးတွေတောက်ပြီးတော့ဝိမချနဲ့ဒုက္ခရောက်သွားမှာတော့အဲ့တော့ဝတ်တုတ်တို့မှတ်ဖို့ပေါ့နော်ဘယ်လိုဝိချမလဲဆိုတာကိုလူသားတယောက်ဟာတတိရှိရှိနဲ့ အစာတော့ကိုစဉ္ဉ္တုံတရားနဲ့စားမယ်ဆိုလို့ရှိရင်ယောဂဝိရဏတွေနေပါမယ်တဲ့။အိုချင်းတရားကလည်းပဲအသက်ကိုထိမ့်သိမ်းဆော့ရှော့ပြီးဖြည်းဖြည်းပဲအိုတယ်ရုပ်ချင်းမအိုဘူး။ဆိုလိုတာကျမ်းမာတယ်လို့ပြောတာနော်။အစာအစာကိုတတိနဲ့စားလို့ရှိရင်အတိုင်းအတာတစ်ခုနဲ့စားမယ်ဆိုလို့ရှိရင်ကျမ်းမာတယ်လို့မြတ်စွာဘုရားက အဲ့ဒီအဓိပ္ပာယ်ရှိတဲ့ဂါထာလေးကိုကောသလမင်းကြီးရဲ့တူတုထတနာလို့လည်းခေါ်တယ်ဥတ္တရာလို့လည်းခေါ်တယ်အဲ့ဒီကောသလမင်းကြီးရဲ့တူကိုသင်ပေးထားပြီးတော့ကောသလမင်းကြီးပွဲတော်တည်တဲ့အခါမှာထမင်းစားတဲ့အခါမှာအဲ့ဒီဂါထာကိုရွတ်ခိုင်းတယ်။နော်တတိပေးထားပေါ့။အဲ့တော့ဘယ်အချိန်ရွတ်ရအောင်ဆိုရင်စားကစားကစားလည်းမရွတ်နဲ့စားလို့အလယ်လောက်ရောက်လည်းမရွတ်နဲ့ နောက်ဆုံးပြီးကနေတလုံးလောက်ကြံပြီဆိုတဲ့အချိန်လေးမှာရောလို့အဲ့ဒီအချိန်မှာလားဆိုလိုတာကတော့ကောသရမင်းကြီးဟာတဝါတပြေကြီးစားတယ်စားတဲ့အခါမှာနောက်ဆုံးတလုံးစားတော့မယ်ဆိုတဲ့အချိန်လေးမှာတတိပေးလိုက်တာပေါ့လေတိုင်တာနဲ့စားသေးတယ်ဓမ္မယောဂသက်သာမယ်ယောဂဝိရဏတွေမရှိဘူးဖြည်းဖြည်းအိုတယ်ဆိုတာဒီအိဗယ်ရှိတဲ့ကာရလေးယူလိုက်တဲ့အခါ ကောသရမင်းကြီးကနောက်ဆုံးထမင်းလို့ကိုမစားတော့ဘူးတတိယသွားတော့အဲ့ဒါဖယ်လိုက်တယ်စားချင်နေတော့မယ်ဒါပဲသူဖယ်လိုက်တယ်ဖယ်လိုက်တဲ့အခါကျတော့အဲ့ဒီထမင်းလုံးတွေကိုထမင်းစီတွေဘယ်နှစီရုံးဆိုရေးတက်ခိုင်းနေဖ ያ ရေးတက်ခိုင်းပြီးတော့နောက်တရကျတော့အဲ့ဒါလောက်လျှော့ချဲတဲ့နောက်တရကျထမင်းကအဲ့ဒီထမင်းစီလောက်ထပ်လျှော့ချဲလိုက်အဲ့ဒါလို့နေစဉ်နေစဉ် နောက်ဆုံးတလုံးတလုံးတလုံးလျှော့သွားပြီးတော့ချက်တဲ့အခါမှာလေဆံကိုလျှော့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 သွားတာအဲ့တော့နှစ်ထပ်ခွန်းလျှော့တာပေါ့နော်မသိမသာလျှော့သွားတာအဲတနေ့ကိုတလုံးလျှော့တယ်လို့ထင်ရအောင်သို့သောတနေ့ကိုနှလုံးလျှော့တာလျှော့တာနဲ့ဆိုရင်တနေ့ကိုနှလုံးလျှော့တာနှလုံးလျှော့မှသူမသိဘူးတလုံးစားပဲထင်တယ်အဲ့ဒါလို့လျှော့လျှော့စားသွားတာနောက်ဆုံးဒီယောက်ျားတစ်ယောက် စားနိုင်တဲ့အတိုင်းဒါစားလို့ရတဲ့အတိုင်းဒါကတ္တတည်းရှိတယ်။အဲ့ဒီအတိုင်းဒါရောက်တဲ့အခါကျတော့မြတ်စွာဘုရားအဲတီးတဲ့ထင်းအောင်မရွတ်နဲ့တော့အဲ့ဒီခါသာအဲ့လောက်တော့စားပစိတော့အဲ့ဒါလိုအပ်တဲ့ဝိကြပါကောသရမင်းကြီးကလေလို့ထိုင်လို့အစဉ်ပြေလို့ဖရာပေါ်မှာကျေစုတင်တဲ့အဲ့ကြသူဟာသွားလို့လာလို့ပေါ့ပါပါထိုင်လို့ထားလို့ပေါ့ပါပါအရင်တော့ဆိုရင် ထွေးစားပြီးဆိုရင်သူဒုက္ခတွေရအောင်လို့အိတ်ချင်းနေเนาะအထိုင်ထားနေခက်တယ်အဲ့ဒါလို့အစာကြီးတာနေပေါ့เนาะကောသရမင်းကြီးကိုဝိချာနီအဲ့ဒါလို့ပေးထားတာအဲ့တော့တယောက်ယောက်ကိုအဲ့ဒါလေးမှားထားပြီးထမင်းကိုနောက်ရဲ့ရှော့ရှော့ချက်ရှော့ရှော့ချက်သွားအဲ့ဒါလို့ရှော့ချက်ပြီးတော့ဝိချာသွားပြီးတော့အတိုင်းတာတစ်ခု ရောက်ပြီဆိုတဲ့အခါကျတော့ဆက်မချနဲ့တော့အဲ့ဒါလို့ ်မြတ်စွာဘုရားရဲ့ဝိချာနေရအဲ့ဒါလို့ချအဲ့တော့မသိမသာဝိချပြီးတော့ကြမ်းမသွားတယ်လို့ဆို